မင်္ဂလာပါမိတ်ဆွေတို့ Global Burma YouTube Channel မှာပြန်လည်ကြိုဆိုပါတယ်ဒီရက်ပိုင်းပွဲဖြစ်နေတဲ့ Donald Trump နဲ့ Elon Musk တို့ရဲ့အငင်းပွားမှုတွေကို မိတ်ဆွေတို့လည်းဒီမီခေါင်းမိသိရှိပြီးဖြစ်မှာပါမိတ်ဆွေတို့သိတဲ့အတိုင်း Elon Musk က Trump ရဲ့2024သမရရွေးကောက်ပွဲမဲဆွယ်ပွဲကိုအကြီးအကျယ်ထောက်ခံ အားပေးခဲ့ပြီး Trump သမရရွေးကောက်ပွဲမှာအနိုင်ရအောင်ကူညီဖို့အတွက် ူကိုပိုင်ပတ်စံတွေကဒေါ်လာတန်ပေါင်းများစွာ သုံးစွဲခဲ့ပါတယ်။ထရန့်ကလည်းသူတမရဖြစ်ပြီးနောက်မတ်စ်ကိုအစိုးရဖွဲ့ရဲခေါ်သွင်းပြီး Department of Government Efficiency အတူောက်အားဖြင့် DOGE လို့ခေါ်တဲ့အစိုးရစွမ်းဆောင်ရေးမြင့်တင်ရေးဌာနကိုဥဆောင်စေခဲ့တာပါ။ Elon Musk ကလည်းဘေဟုဘုံရုံကန်းနဲ့တမရအင်မြူတော်ကိုချောင်းပေါက်မတက်ဝင်ထွက်သွားလာနေနိုင်ခဲ့ပြီး Trump ကလည်း အင်ဂျီရောရှေ့မှာကိုအီလွန်မတ်စ်နဲ့အတူတက်စလာမော်တော်ကားကို အတူတူစီးပြခဲ့ပြီးအီလွန်မတ်စ်ကိုမျက်နှာသာပေးခဲ့တာပါ သတင်းဖော်ပြချက်တွေရဆိုရင်အီလွန်မတ်စ်ကဖရန့်အစိုးရအဖွဲ့ဝင်ဝင်ကြီးတချို့နဲ့ပြင်းပြင်းထန်ထန်အငင်းပွားမှုတွေရှိခဲ့ပြီးအီလွန်မတ်စ်တယောက်ဘောင်းကျော်ရန်ကားလွန်းတယ်လို့တောင် အချို့ဝင်ကြီးတွေကအတင်းတုတ်ခဲ့ကြတာပါအဲ့လိုအနေအထားမျိုးမှာတောင်ပြီးခံနိုင်ခဲ့တဲ့ထရန့်တယောက်အခုခါမှာတော့ ဘာကိုသီးမခံနိုင်တော့တာပါလဲဘယ်လိုအကြောင်းအရာတွေကသူတို့နှစ်ယောက်ကို လူသိရှင်ကြားပွဲဖြစ်စေခဲ့တာပါလဲသူတို့နှစ်ယောက်ရဲ့စကောင်းကွဲကန်းဘယ်ကဘယ်လိုစဖြစ်တယ်လဲဆိုတာကိုအခုဗီဒီယိုထဲမှာဆက်လက်ကြည့်လိုက်ရအောင်ပါတကယ်တော့ Trump နဲ့ Musk ကပြီးခဲ့တဲ့2024ခုနှစ်ကမှရွှေလန်းငွေလန်းစဖောက်ခဲ့ကြတာဖြစ်ပြီးသူတို့နှစ်ယောက်ဘူးတွဲပူးတွဲနဲ့ဘော်ဒါတွေဖြစ်ကြတာ တစ်နှစ်တောင်မရှိသေးပါဘူး2020မတိုင်ခင်ကဆိုရင် Elon Musk ကနိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီးလူသိရှင်ကြားမှတ်ချက်ပေးတာမျိုး လုပ်ခဲ့ပါတယ်ပြောရရင် Elon Musk တယောက် Trump နဲ့နှိဆက်သွားရခြင်းက Trump ရဲ့ policy တွေကို သူကြိုက်တာထက်ဒီမိုကရက်နဲ့လက်ဝဲအုပ်စုကိုမချေနဲ့အခဲမချေဖြစ်တာကြောင့်လို့ပြောရင်မားမယ်မထင်ပါဘူး Elon Musk က2008နဲ့ 2012သမရရွေးကောက်ပွဲတွေမှာအိုဘားမားကို ထောက်ခံခဲ့ပြီး2020သမရရွေးကောက်ပွဲမှာဂျိုးဘိုင်ဒန်ကိုမဲပေးခဲ့တယ်လို့အင်တာဗျူးတစ်ခုမှာဖြေခဲ့ဘူးပါတယ်။ကိုဗစ်ကပ်ရောဂါကာလအတွင်းလော့ကဒေါင်းစီးမြင်အမိန့်တွေအရကယ်လီဖိုးနီးယားပြည်နယ်ကသူ့စက်ရုံတွေပိတ်ပေးခဲ့ရလို့ဒီမိုကရက်တစ်ပြည်နယ်အုပ်ချုပ်ရေးမှုကိုမချေနှက်တာကဆလို့ဂျိုးဘိုင်ဒန်လက်ထက်အင်ဘူရိုမှာလုတ်ခဲ့တဲ့ EV summit မှာ တက်စလာကိုမဖိတ်တာပါဝင် သူ့ရဲ့တာအကြီးဆုံးကလိန်အသွင်ပြောင်းအမျိုးသမီး transgender woman အဖြစ်ပြောင်းလဲခံယူသွားတာကလဝဲ woke အယူအဆတွေကြောင့်လို့သတ်မှတ်ပြီးနောက်မှာတော့သူ့ရဲ့နိုင်ငံရေးအယူဝါဒကလက်ရာ Republican ဘက်ကိုတိတိတသားနီးကပ်လာခဲ့ပါတယ်။ဒါတောင်သူကအစောပိုင်းမှာ Florida က Republican ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ကို ပိုသဘောကျခဲ့တာပါ Trump Republican သမရတောင်းအဖြစ်ထေချာသွားတော့မှသာအဖြစ်အဝါ Trump ဘက်ကို ပုံဩခဲ့တာပါပြောရရင်ဒီမိုကရက်တွေနဲ့လက်ဝဲအုပ်စုကိုခခတိတိဖြစ်တဲ့နေရာမှာတော့ Trump နဲ့ Musk တို့နှစ်ယောက်သားသဘောထားတူကြပြီမဲ့တခြားနိုင်ငံရေးစီးပွားရေးဘူဝါဒတွေမှာတော့ကွဲပြားမှုတွေရှိပြီးသားပါ ဥပမာပြောရရင် Elon Musk က EV နဲ့ Solar Swan အင်တွေမှာ ယုံကြည်မှုအပြည့်နဲ့ရင်းနှီးမြှုပ်နှံထားပေမဲ့ Trump ကတော့အဲ့ဒါတွေကိုသိစိတ်ဝမ်းစိတ်ဝင်စားဖို့မပြပါဘူးအခုသူတို့နှစ်ယောက်ရဲ့စကောင်းကွဲကန်းဘယ်ကနေဘလို့စဖြစ်တာပါလဲဇလန်းစားကတော့အခု Congress လွှတ်တော်မှာအတီးပြုတ်နိုင်မှု Trump အင်ဖြူတော်ကအပြင်းအထန်တွန်းအားပေးနေတဲ့အခွန်နဲ့ပြည်တွင်းမူဝါဒဆိုင်ရာဥပဒေချမ်းပြောရရင် Trump တဖွာဖွာပြောနေတဲ့ Bit and Beautiful Bill ကြီးမားလှပတဲ့ဥပဒေချမ်းကိုမတ်စ်ကလူသိရှင်ကြားဝေဖန်ခဲ့ရတာကနေစခဲ့တာပါပဲမတ်စ်ကအစောပိုင်းမှာအဲ့ဥပဒေချမ်းကိုစိတ်ပြတ်မိပါတယ်လို့သာပြောခဲ့ပေမဲ့တိတ်မကြာခင်မှာပဲအစမတန်ကြီးမားပြီးဆိုးရွားတဲ့အလေအလွန့်တွေပြစ်နေတဲ့မနှစ်မြို့စရာဆက်ဆုပ်ဖွဲ့ရာဥပဒေချမ်းလို့ X မှာ post တင်ခဲ့ပါတယ်။စာမျက်နှာပေါင်း1000ကျော်ပါတဲ့ဒီဥပဒေချမ်းမှာ2018 ထရန့်ရဲ့ပထမကြိမ်သမရသက်တမ်းကအခွန် short chart ဖြတ်တောက်မှုတွေကိုဆက်လက်တိုးချဲ့ဖို့အခွန် short chart ဖြတ်တောက်မှုအသစ်တွေထက်မှန်ထည့်သွင်းဖို့နေဆက်လုံခြုံရေးအတွက်ဒေါ်လာ350ဘီလီယံခွဲဝေချထားပြီးဖို့ပါဝင်ပါတယ်။ Elon Musk သဘောမကျတဲ့အချက်တွေကတော့ဒီဥပဒေချမ်းမှာလျှက်စစ်ကားအသုံးပြုမှုပုံမိုတွင်ကျယ်စေဖို့ပံ့ပိုးပေးထားတဲ့အစိုးရ Federal အထောက်ပံ့အစီအစဉ်တွေကိုဖျက်သိမ်းပစ်တာ နိုင်ငံတော်ရဲ့ကျွေးမီကန့်သက်ချက် National Debt Limit ကိုဒေါ်လာ6 trillion တိုးမြှင့်မှုအဆိုပြုချက်တွေပါနေတာပါပဲ။ Trump ကတော့ဆက်ဆာချင်းမှာ Elon ကို အရန်စိတ်ပြတ်တယ်လို့ပဲပြန်တုံ့ပြန်ခဲ့ပါတယ်။သူက Massive ကန့်ကွက်မှုဟာ EV လုပ်ငန်းချင်းငွေရှော့ချမှုတွေအကြောင်းတည်ပြီးမှဖြစ်လာတာလို့ပြောခဲ့တာပါ။ Musk ကတော့အဲ့ဒါမှားတယ်လို့ပြက်ပြက်သားသားပြန်ပြောခဲ့ပြီးဒီဥပဒေကြမ်းကိုဘယ်တော့မှသူ့ကိုမပြခဲ့ဘူး။ ညဘက်ကြီးအမှောင်ထဲမှာအတင်းအတီပြုတ်ခဲ့တာလို့ပြန်တုံ့ပြန်ခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့အငင်းပွားမှုဟာ X နဲ့ Troop Social လူမှုကွန်ရက်မီဒီယာတွေမှာဂျွန်လ9ရက်နေ့ကစပြီးလူသိရှင်ကြားပွဲချမ်းတစ်ခုအဖြစ်လှည့်မြန်စွာပြောင်းလဲသွားခဲ့ပါတယ် Trump က Musk ကိုအရန်စိတ်ပြတ်တယ်လို့ပြောပြီးမကြခင်ပါနဲ့ Musk ကလည်း ထရမ့်ရဲ့အစိုးရအသုံးစရိတ်ကြီးမားလာတာကို ဝေဖန်ခဲ့တဲ့ post အဟောင်း screenshot တွေကို ပြန်တင်ခဲ့ပြီးသူ့နေရာမှာတခြားသူအစားထိုးခံရတာလားတို့တော့မေးခဲ့ပါတယ်။ပြီးတော့ကျွန်တော်မရှိရင်ထရန်ဟာရွေးကောက်ပွဲမှာရှုံးနိုင်မှာပါ။ခြေစူးကန်းလိုက်တာလို့တော့ပြောရတဲ့အထိပါပဲ။ထရန်ကလည်း Elon Musk ကုမ္ပဏီတွေနဲ့ချုပ်ထားတဲ့အစိုးရစာချုပ်တွေကိုဖျက်သိမ်းမယ်လို့ပြန်ချင်းချောက်ခဲ့ပြီး အဲ့လိုသာလုပ်ခဲ့ရင်ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေကိုခြွေတာနိုင်မယ်လို့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ပွဲဆူသွားတာကတော့မတ်စ်ကထရန့်ဟာအရွေးမရောက်သေးသူများကိုလိန်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေပြုလုပ်ခဲ့လို့နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ Epstein ရဲ့ file တွေထဲမှာပါဝင်တယ်လို့တောင် post တင်ခဲ့တာပါ။နောက်ရက်မှာတော့ air post ကို ပြန်ဖြတ်သွားခဲ့ပါတယ်။ဒါ့အပြင် Musk က Trump ရဲ့အကောက်ခွန်တိုးကောက်မှုတွေကိုလည်းဝေဖန်ခဲ့ပြီး အဲ့လိုအကောက်ခွန်တိုးကောက်မှုတွေက စီးပွားရေးကြဆင်းမှုကိုဖြစ်စေနိုင်နေတယ်လို့ပြောခဲ့တယ်လို့အမေရိကန်မှာနိုင်ငံရေးပါတီအသစ်တစ်ခုတီထောင်မှုလိုအပ်နေပြီလားလို့တောင် ACE လူမှုကွန်ရက်အသုံးပြုသူတွေကိုစစ်တမ်းကောက်ယူခဲ့ပါတယ်။ Trump ကလည်းဒီတိုင်းကြည့်မနေပါဘူး။ Max ရဲ့အကြံပြုချက်ကြောင့်အမျိုးသားအာကာသသိပ္ပံအေဂျင်စီ NASA ရဲ့အုတ်ချုပ်ရေးမှုအသစ်အဖြစ်လျှာထားတဲ့ Elon Musk ရဲ့ Border Jared Isaacman ကို ဒီမိုကရက်ဖြစ်တယ်လို့အကြောင်းပြပြီးသူ့ကို NASA ရဲ့အကြီးအကဲဖြစ်အမည်စရင်းတင်သွင်းထားမှုကနေရုပ်သိမ်းလိုက်ပါတယ်။ဒါ့အပြင် Trump က Musk ကိုအသိစိတ်လွတ်နေတဲ့လူလို့တော့သမုတ်ခဲ့ပြီး Elon Musk စီကအဝယ်ပြထားတဲ့ Tesla မော်တော်ကားကိုတော့ပြန်ရောင်းချဖို့စဉ်းစားနေပြီလို့သတင်းတွေထွက်လာတာပါ။နောက်ပြီး Elon Musk အနေနဲ့သူ့ရဲ့ဥပဒေကြမ်းကိုအတည်ပြုတဲ့ကိစ္စမှာထပ်အနှောက်အယှက်ပေးနေရင် ဒီမိုကရက်တွေကိုရွေးကောက်ပွဲမှာငွေကြေးထောက်ပံ့ပေးခဲ့ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကကြီးမားမယ်လို့တောင်ထရန့်ကချိန်ချောက်ထားလိုက်ပါသေးတယ်။ရပ်ပိုင်းအတွင်းမှာကိုတက်စလာရှယ်ယာတွေကလည်း၁၄ရာခိုင်နှုန်းကျော်ထိုးချခဲ့ပြီးဈေးကွက်တန်ဖိုးဒေါ်လာ150ဘီလီယံလောက်ဆုံးရှုံးခဲ့တာပါ။ထရန့်ရဲ့အီလွန်ရဲ့အစိုးရထောက်ပံ့ခြင်းနဲ့စာချုပ်တွေကိုဖျက်သိမ်းမယ်ဆိုတဲ့ချိန်ချောက်မှုက SpaceX နဲ့ Tesla တို့အတွက် ဘီလီယံနဲ့ချီဆုံးရှုံးနိုင်တဲ့အန်ဒီယရှိနေပါတယ်။ SpaceX တခုတည်းကတည်းက9နှစ်အတွင်းအစိုးရစာချုပ်တွေကနေအနည်းဆုံးဒေါ်လာ38ဘီလီယံဝင်ငွေရရှိခဲ့တာပါ။ဒီလိုဩစာကြီးမားတဲ့လူပုဂ္ဂိုလ်နှစ်ဦးကြားရဲ့လူသိရှင်ကြားအငင်းပွားတိုက်ပွဲကနေဘာရီဆက်ဖြစ်မလဲဆိုတာကစိတ်ဝင်စားစရာပါ။အစောပိုင်းမှာပြောခဲ့သလို Trend နဲ့ Musto နှစ်ယောက်သား ရွှေလန်းငွေလန်းဖောက်ခဲ့ပြီးဘော်ဒါတွေဖြစ်ကြတာတစ်နှစ်တောင်မရှိသေးပါဘူးပြောရရင်ဒီမိုကရက်တွေနဲ့လက်ဝဲအုပ်စုကိုခါခါတီတီဖြစ်တဲ့နေရာမှာသာနှစ်ယောက်သားသဘောထားတူကြတာဖြစ်ပြီးတခြားနိုင်ငံကြီးစီးပွားရေးမူဝါဒတွေမှာတော့အရင်ကတည်းကကွဲပြားမှုတွေရှိပြီးသားမို့သူတို့နှစ်ယောက်ရဲ့ romance ဆက်ဆံရေးကအခုလိုရမဖြစ်ခင်ကတည်းကထိလွယ်ရှလွယ်ပါပဲနှစ်ယောက်လုံးက ခေါင်းမှာအတကြီးတဲ့သူတွေဖြစ်လို့အခုလိုလူသိရှင်ကြားအပြန်အလှန်စကနာထိုးရလို့ရထားတဲ့အတအဆိုင်ခဲတွေကို သူတို့ရင်ထဲကထုတ်ပြစ်မေးပလိုက်ဖို့ကတော့တော်တော်ခက်ခဲမှာပါအခု Trend နဲ့ Mass တို့ရဲ့စကောင်းကွဲကန်းကနေ American နိုင်ငံကြီးလောကအပေါ်စင်ကဲတက်ရောက်မှုကတော့တော်တော်လေးကြီးမားပါလိမ့်မယ်လို့အချုပ်အားဖြင့်သုံးသပ်လိုက်ရပါတယ်မိတ်ဆွေတို့ရော ဆရာကြီးနှစ်ယောက်ဒေါ်နယ်ထရန့်အီလွန်မတ်စ်တို့ရဲ့စကောင်းကွဲကန်းကိုဘလို့ထင်ပါသလဲအောက်ကကွန်မန့်တွေမှာပြောပြခဲ့ကြပါဦးမိတ်ဆွေတို့အနေနဲ့အခုဗီဒီယိုတွေကအကြောင်းအရာတင်ဆက်မှုတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်လက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံကြီးစိတ်ဝင်စားပွဲအကြောင်းအရာတွေနဲ့ဆက်ဆက်သမိုင်းဖြစ်စဉ်တွေကို သုံးသပ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ Global Burma YouTube channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါဦးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတစ်ခုကို နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လာခဲ့ပါဦးမယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်